ta de ko ne ban mi nyan e ban ne son e de kya e ban ne son u mo la ku ga me ba ti ao so ro ko ka le de pin ya ta ti ao ni ne phi se chin na wa chao pi de thi tha pi chin ne ma ta na yu ni sa sa m shi me sa e le m shi u so ro a ji ma o chao thot khan nai la tu le de ta pi so ro cham ta do bu de a me u ta na lo chao thai pi a lo ba lo do me de sa ma da ke ken da na ma da อ๋อเฮา တောင်တီရာနမ်ဆန်နန်နမ်တူအဆက်မှာတည်ရှိတဲ့အောက်ကန်တောင်ကျေးရွာမှာနေထိုင်တဲ့အသက်39နှစ်အရွယ်ရှိပြီဖြစ်တဲ့တော်ခမ်းဆာဟာသူ့ရဲ့သားသမီးတွေကြောင်းမထားနိုင်တဲ့အကြောင်းတွေပြန်ပြောပြနေတာဖြစ်ပါတယ်။တော်ခမ်းဆာဟာအမျိုးသားဖြစ်သူတည်ဆုံပြီးတဲ့နောက်မှာကလေး၃ယောက်နဲ့အတူနေထိုင်ပြီးမိသားစုစားဝတ်နေရေးဖူလုံဖို့အတွက်တော်ခမ်းဆာတယောက်ကြိုးစားရုန်းကန်နေရပါတယ်။သူတို့မိသားစုဟာနေစရာကိုယ်ပိုင်အိမ်လည်းမရှိသလို့ ကိုပိုင်လက်ဖက်ခြံလည်းမရှိတာကြောင့်သူများရဲ့ခြံတွေမှာလက်ဖက်အငှားလိုက်ရင်တနေ့လုံးမှတနေ့စားရတဲ့အခြေအနေဖြစ်နေပါတယ်တော်ခမ်းစာရဲ့အကြီးဆုံးသမီးဖြစ်တဲ့အသက်15နှစ်အရွယ်မတ်ရွှေရင်ဟာ လေးတန်းကို နှစ်ဝက်တာတက်ခဲ့ရပြီးကျောင်းလက်ခမပေးနိုင်တာကြောင့်လည်းစားစရာမရှိတာကြောင့်ကျောင်းထွက်လိုက်ရပါတယ်။ TRIC ရဲ့ကျောင်းရံပုံငွေကိုမူလတန်းတသိန်းအလဲတန်းတသိန်းခွဲနဲ့အထက်တန်းနှစ်သိန်းသတ်မှတ်ထားပြီးမြဲ့ မိဘတွေငွေကြေးမတက်နိုင်တာကြောင့်ကလေးတွေရဲ့ပညာရေးကိုတဝက်တပြက်နဲ့ထားခဲ့ရပါတယ်။ထမင်းနမှန်ဖို့တောင်မနေ့ရုံးကန်နေရတာကြောင့်လွန်ခဲ့တဲ့2023ကနေဒီနှစ်2025ခုနှစ်အထိသူ့ရဲ့သားသမီးတွေရဲ့ကြောင်းလခမပေးနိုင်သေးဘူးလို့တော်ခမ်းစာကအခုလိုပြောပြပါတယ်။음장호루데르라카샤마게밥라이호메봄안တို့တို့ရဲ့အကူငယ်သေးတော့ကြောင်းထားပေးတယ်။ ကျောင်းလက်ခါတော့မပေးနိုင်သေးဘူးပြီးခဲ့တဲ့2023ခုနှစ်အခုထိပဲတပြားမှမပေးနိုင်သေးဘူးကျောင်းကမ္ဘီတို့လည်းပြောတယ်ကျမတို့လာပေးဖို့ပေါ့နော်မရှိတော့မတက်နိုင်ဘူးလေတခါတလေထမင်းတောင်ဆန်းစရာမရှိဘူးကလေးတွေစားဖို့ဟိုအိမ်နည်းနည်းဒီအိမ်နည်းနည်းတောင်းပေးရင်ကျမဖျားရင်ပူဆိုးရယ်အလုံးလုံးမဲ့သူလည်းမရှိဘူးအကျွေးတွေလည်းတိန်း20ကျော်ပြီဆန်နဲ့သူများစီချေးစားနေရတာညညာဆုံးအိတ်လို့တော့မပြောဘူး သွေးသွေးရင်းငိုခြင်းနဲ့တဖက်ကုံနဲ့ရာသီဆိုရင်သူများလက်ဖက်ချမ်းလိုက်ခြင်းနဲ့သူတို့ကစံပြန်ပေးရဲ့ပတ်စံပြန်တောင်းမယ်ဆိုရင်စားဆင်စံမရှိတော့စံမဲ့ယူလိုက်ရတယ်အောက်ပန်းတောင်ကြီးရွာမှာအင်ချီ60ဝန်းကျင်သာရှိပြီးလက်ဖက်နဲ့တောင်ရအလုပ်ကိုယ်ကအတိတ်ကလောက်ကန်စားတောက်ကြရပြီးနိုင်ငံရေးမတည်ငြိမ်မှုနဲ့ အရင်လိုလက်ဖက်စရဲမကောင်းတော့တာကြောင့်ရွာခန့်ရဲ့အတွက်လဲစာဝတ်နေရဲ့အခြေအနေပုံမူခက်ခဲလာစေပါတယ်။မရွှေရင်လိုပဲမိသားစုအစ်စ်မပြေတဲ့အတွက်ကြောင်းထွက်လိုက်ရတဲ့အသက်59နှစ်အရွယ်မိုင်းအခမ်းဆိုသူလဲပါဝင်ပါတယ်။မိုင်းအခမ်းဟာအောက်ပန်တောင်နဲ့မင်းမဝဲမှာရှိတဲ့အထက်မှန်ဝဲကြီးရွာမှာနေထိုင်ပြီးမွေးချင်းမောင်နှမများတဲ့အတွက်ကြောင့်သူ့ရဲ့ပညာရေးအနာဂတ်ကိုလဲမတိချာတော့တဲ့အခြေအနေဖြစ်နေပါပြီ။ မိသားစုစားဝတ်နေရေးအဆင်မပြေတာကြောင့်နဲ့ငွေရေးကြေးရေးမတက်နိုင်တော့တာကြောင့်၎င်းတို့ရဲ့မောင်နှမ9ယောက်လုံးဟာမိဘဖြစ်သူကတယောက်မှကြောင်းမထားနိုင်ဘူးလို့မိုင်းအခမ်းရဲ့မိခင်ဖြစ်သူတော်အိုင်ကပြောပါတယ်။ကင်အမေထောက်ကောင်းတော့ကြောက်ဦးစနေ။ไอ้สุบันสุบันได้องลีองไลน์สกอชได้ก่อนได้ล่ะชินี่นะคะไอ้อามาเรินนี่คุณดาพะเนี่ยซงดาก็တော့จองถัดคันไล่อ่ะตู้ออกก็4รอบกูไล่ตาจองมาตัดท่าอ่ะ ချောင်းလာကမတက်နိုင်လို့အလုံးလုံးနဲ့တူလည်းမရှိဘူးလေသူ့ပြေကြောက်သေးဆိုတော့မနိုင်ဘူးကျမလည်းရှိငယ်ဆုံးကိုဝေးထားတာတလားပဲရှိသေးတယ်သူ့ကိုပိုးပြီးတစ်ဖက်တော့ခူတာအဲ့လိုမှမလုပ်ရင်လည်းစားစရာမရှိဘူးခါတရီစားစရာဆန်မရှိရင်ရွက်တီပြုတ်ပြီးစားတာဖြုံတီးတော့ဘာလို့လှုပ်စားတာဆန်ဆိုလဲဒီနေ့စားပြီးရင်မနက်ဖြန်တွက်ရှာရပြီကိုယ်အိမ်ကဘာမှမရှိတော့သူများလည်းကြောက်ကြတယ်ခချီပေးချင်ကြအောင်ထောက်ခလာအပွက်ရုပ် ၎င်းတို့မိသားစုဟာစားတော့ဆရာလုံလောက်မှုမရှိတဲ့အပြင်ဝတ်ဆရာအထည်တွေတောင်ဝယ်မဝတ်နိုင်တာကြောင့်သူများပေးထားတဲ့အဝတ်ထည်တွေကိုသာဝတ်ဆင်နေရတယ်လို့ဆိုပါတယ်ဘာဘာမျိုးဟောမင်းလေးနော်အဲ့ဒါဒီကလောက်ရနော်ကျမတို့ဘာကိုဘာမှမရှိဘူးအဝတ်ထည်တွေဆိုလဲသူများပေးထားတဲ့ဟာတွေပဲကျမတို့မိသားစုဝတ်နေတဲ့ကလေးအင်ဂျီတွေအစကျမထမင်းကအစုံသူများပေးထားတဲ့ဟာတွေပဲဝယ်ဖို့ဖို့လဲပတ်စံတပြားမှမရှိဘူး တစ်ဖက်ခူးရတဲ့ပတ်စံလေးဆံပဲဝေစားတာဒါတော့မလောက်အောင်ဒီဒေသမှာကျောင်းလခမတက်နိုင်လို့ကျောင်းထွက်လိုက်ရတဲ့ကလေးငယ်တွေအများစုဆက်ရှိနေဆဲဖြစ်ပြီးအဲ့ဒီထဲမှာတန်ဝက်ကျေးရွာမှာနေထိုင်တဲ့အသက်15နှစ်အရွယ်လေးဆယ်လေးပါဝင်ပါတယ်။လွေဆယ်ဟာအသက်80ကျော်အရွယ်အဖွားဖြစ်သူနဲ့အသက်9နှစ်အရွယ်မောင်လေးနဲ့အတူနေထိုင်တာဖြစ်ပါလေ။ လွေးဆွဲတယောက်အเจ้าကိုဆက်တက်ခြင်းပေမဲ့မျက်စိမမြင်တဲ့အဖွားဖြစ်သူနဲ့မောင်လေးကိုကျွေးမွေးဆောင်ရှောက်ရမှာဖြစ်တဲ့အတွက်အเจ้าထွက်ခိုင်းလိုက်ရတာလို့အဖွားဖြစ်သူကပြောပါတယ်။အမေကဟိုစီရောက်တော့ဘဟုတ်မြောက်တော့အမေကအစိုးရငါအစ်ကိုညံ့ခင်မူကန်အေးကြီးသူ့ကိုကြောင်းထွက်ခန်းလိုက်တဲ့အချိန်ကသူ့ရဲ့အတန်းကိုသူအရင်နှမျိုးနေတာစာမတက်လဲ ထားလိုက်မတတ်နိုင်ဘူးလို့အရင်ခက်ခဲနေတာသူရှိရင်တော့လက်ဖက်ကူးတယ်သူများရဲ့တောင်ရတို့ဘာလို့ကြွားတယ်အမျိုးမျိုးပဲအက်ကနေပဲစားစရာရှိတာမလောက်နိုင်လဲလောက်ရမှာပဲလို့သူကပြောတာတနာတော့တနာတယ်အခွားလည်းမျက်စိတိတ်မမြင်ရတော့အလုံးလည်းမတွားနိုင်တော့ရေးစရာအိမ်လည်းမရှိဘူးသူများအိမ်ပဲကက်နေတာကိုပိုင်ခြံလည်းမရှိဘူးတချို့လည်းကြည်ပြီးတနာလို့ဝတ်စရာအင်ဂျီတွေပေးတယ် ရှားစရာတွေပေးတယ်နော်ကငယ်ကတော့အန်ဒီဟဲဦးပြတ်ဒါကဘူးဟုတ်ရောကမန်ဘငါဘေမမယာကြီးဘမေကြီးဘမေဟုတ်ចောင်းထွက်လိုက်ရတဲ့ចောင်းသူចောင်းသားအများစုဟာစာထူးချွန်တဲ့ကလေးတွေဖြစ်တယ်လို့ပန်ဝက်မှာတာဝန်ကျတဲ့ဆီယမတူကပြောပါတယ်